ယ်ကျွန်တော်ရှီမှာလူထားတာတွေရောကျွန်တော်လိုင်းပေါ်မှာလူခံထားတာတွေရောပေါ့နော်ဒီငွေမပေါင်းရသေးခင်မှာပဲကျွန်တော်တို့ကျွန်တော်ရဲ့မတီးထားတဲ့ငွေရောအားလုံးပေါင်းသိန်း၄၀၀ရှိပြီပေါ့နော်သိန်း၄၀၀ရှိပြီအာဒီအပိုင်းနဲ့မှာကျွန်တော်တောက်လျှောက်ထပ်ပြီးလူခံကောက်မယ်ကောက်ပြီးတော့၅ရက်နေမှာကျွန်တော်ရဲ့တက်တဲ့ရဲ့ကျွန်တော်တို့ဒီအလှမမီတာစုပေါ့နော်မင်္ဂလာမမစ်ပြင်မှာကွန်မြူနီလူသားမိသားစုနဲ့တူတူပေါ့နော်ကျွန်တော်တွေအာဇကိုင်းမန္တလေးတကယ်အရေးပေါ်လိုအပ်နေတဲ့နေရာမှာတွားရောက်ပြီးတော့လူထမ်းပါမယ်ခင်ဗျာတိုင်ပြောရရင်တော့ဒီညီမလေးပျောက်နေရဲဆိုပြီးတော့တင်ထားတာတော့ကြာပြီပေါ့နော်ဒါပေမဲ့ဒီညီမလေးကကျွန်တော်တို့အလှမယ်လောကလေးအားဆိုတော့ကျွန်တော် ကယ်မသိဘူးပေါ့နော်မသိဘူးဒါပေမဲ့ဒီနေ့မှာကျွန်တော်အလှမယ်လောက်ကတွေကမကြားတဲ့အချိန်မှာတကယ်လည်းစိတ်မကောင်းဘူးတကယ်လည်းဝမ်းနေရတယ်ပေါ့နော်ဒီ century ကမှဒီနေ့သတင်းတွေတွေ့ပါတယ်တွေ့တဲ့အချိန်မှာအော်လို့တကယ်လည်းဆရာပြောလို့ပထမကဒီပျောက်တဲ့သတင်းတွေတွေ့တဲ့အချိန်မှာအိမ်မမပါမှမသိသေးဘူးပေါ့ပြီးမှအော်အိမ်မမပါပါတော့လာတာတကယ်စိတ်မကောင်းဖြစ်ရပါတယ်လို့ကောင်းရမှာရပါစေလို့ဆုတောင်းချင်ပါတယ် မာအောက်နိုင်အောင်ပေါ့ပေါ့ပေါ့နော်မြန်မာပလာဇာဘက်ကနေပြီးတော့ခွင့်ပြုပေးတဲ့အတွက်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်လို့ဒီနေ့ကကျွန်တော်ရဲ့ဒုတိယမြောက်လူခံတဲ့နေ့ပေါ့နော်ကျွန်တော်လိုင်းပေါ်မှာလည်းလူခံထားပါတယ်လောလောဆယ်ကျွန်တော်ရှင်မှာလူထားတာတွေရောကျွန်တော်လိုင်းပေါ်မှာလူခံထားတာတွေရောပေါ့နော်ဒီငွေမပေါင်းရသေးခင်ပါပဲကျွန်တော်တို့ကျွန်တော်ရဲ့မတီထားတဲ့ငွေတွေအားလုံးပေါင်းသိန်း၄ရာရှိပြီပေါ့နော်သိန်း၄ရာရှိပြီအာဒီရက်ပိုင်းနေ့မှာကျွန်တော်တောက်လျှောက်ထပ်ပြီးလူခံကောက်မယ်ကောက်ပြီးတော့၅ရက်နေ့မှာကျွန်တော်ရဲ့တက်တဲ့ရဲ့ကျွန်တော်တို့ဒီအလှမမီတာစုပေါ့နော်မင်္ဂလာပါ Miss Myanmar Company လူသားအမီတာစုနဲ့တူတူပေါ့နော်ကျွန်တော်တို့ဇက်ကိုင်း ဲ့မန္တလေးတကယ်အရေးပေါ်လိုအပ်နေတဲ့နေရာမှာတွားရောက်ပြီးတော့လူသားမှမယ်ခင်ဗျာဟုတ်ကဲ့အကျွန်တော်ရှိမှာအခုဆိုလို့ရှိရင်ငါသက်တာဘက်ကလူထားတာတွေရောရေတံမှုတွေအများကြီးရှိနေပါပြီလို့ကျွန်တော်ဖတ်ပြီးတော့ကောက်ပြီးတော့ခါကြအများကြီးတွားလူကိုရှိပါတယ်ဟုတ်ဟုတ်ကဲ့ဒီနေ့မှာဆိုင်တိုင်းသက်ရူဆရာခင်ဗျာပြောလို့ဒုတိယမြောက်အလုပ်ခံနေနေပါတော့ဒီနေ့မှာခင်ဗျာပြည့်မှာခါကြလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီမှာလာပြီးတော့သက်ရူရဲ့လင်းလင်းလေးအတွက်ကိုတကယ်အာတေချာလေးနဲ့ထည့်ပြီးတော့အလုပ်ခံဖြစ်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါ ။ဘယ်ပြောရရင်တော့ဒီညီမလေးပျောက်နေရဲဆိုပြီးတော့တင်ထားတာတော့ကြာပြီပေါ့နော်။ဒါပေမဲ့ဒီညီမလေးကကျွန်တော်တို့အလှမယ်လောကတွေအရဆိုတော့ကျွန်တော်တကယ်မသိဘူးပေါ့နော်။မသိဘူး။ဒါပေမဲ့ဒီနေ့မှာကျွန်တော်အလှမယ်လောကတွေအရမကြားတဲ့အချိန်မှာတကယ်လည်းစိတ်မကောင်းဘူး။တကယ်လည်းဝမ်းနေရတယ်ပေါ့နော်။အဲ့ဒီအတွက်လည်းကျွန်တော်တို့တွေကဒီလိုမျိုးပေါ့နော်။ပြင်ပန်းခံပြီးတော့ဟိုတကယ်နေရာတွေထိလိုက်ပြီးအတူကန်ကောက်တာပေါ့နော်။ကျွန်တော်တို့ line ပေါ်မှာကောက်လဲအမှန်တိုင်းပြောလို့ရှိရင်တော့ရတော့ရတယ်ပေါ့နော်။ဒါမှမဟုတ်ဒီလိုအပြင်မှာကွင်းစင်ပြီးကောက်ရတာလဲဆိုတော့ခါကြတော့အပြင်မှာရှိရဲ့တကယ်လူထည့်ချင်တဲ့မိသားစုလေးတွေလည်းကျွန်တော်တို့မြင်ပြီးတော့ထည့်ချင်တဲ့စိတ် ေးဖြစ်လာတဲ့ခါကျရင်ပေါ့နော်အဲ့လိုမျိုးလေးရှိအောင်လို့ကျွန်တော်တို့ရ live ပြီးအလူခံကောက်ဖြစ်တာပါတော့ဂျာတော့ဝမ်းနေရပါ Other presentry ကမှဒီနေ့သတင်းတွေတွေ့ပါတယ်တွေ့တဲ့အချိန်မှာအော်လို့တကယ်လည်းဆရာပြောလို့ပဲပထမကဒီပျောက်တဲ့သတင်းတွေတွေ့တဲ့အချိန်မှာအိမ်မမပါမှမသိသေးဘူးပေါ့နော်ပြီးမှအော်အိမ်မမမှာပါတော့လာတာတကယ်စိတ်ကောင်းဖြစ်ရပါတယ်လို့ပြောတာကောင်းရမှာရပါစေဟုတ်ကဲ့ဒါတော့ကျွန်တော်တို့ကအခုပေါ့နော်အခုတော်တော်များကျွန်တော်တို့ပြိတ္တတွေလုပ်ထားတာရောကျွန်တော်တို့လူကန်းထားတာရောအစာရေးစာရေး အဲတဆာဘောနော်ဒီ6ခံလို့စားလို့ရရင်မုန်နေဘောနော်အဲ့ဒါတွေပြီးငါတက်တာကွန်ပျူတာကတက်တာငါတက်တာပူ900အဲ့လိုမျိုးဘောနော်ကျွန်တော်ရှိမှာတော့အများကြီးလက်ခံထားပြီးဘောနော်အဲ့ဒါတွေအပြည့်ဘောနောက်ထပ်ကျွန်တော်ခုကောက်လို့ရတဲ့ငွေတွေလေးဇာတကယ်မပြည့်စုံနေမိသားစုတွေတကယ်ခက်ခဲနေရဲ့မိသားစုတွေဘောနော်စေယုံနေမှာဘောနော်ဟိုတင်းုံတက်နေရပြင်မဲ့ငွေခက်ခဲနေရဲ့မိသားစုတွေဘောနော်ခုကကျွန်တော်တို့ကခုဒီငလင်ဘေးကကြာအလွာတိတိရဖြစ်သွားတာဆိုတော့ခါကြာလေအဲ့အလွာတိတိမှာမှာအောက်ဆုံးအလွာမှာရှိကြတယ်ကျွန်တော်တို့ရဲ့မိသားစုတွေပြည်သူတွေကကြာပို့ပြီး ော့ဟိုဒီတပေးကိုခံရတာပေါ့နော်အခုလုံလည်းမလုံနိုင်ဘူးအဲ့လိုလူတွေအတွက်ကိုကျွန်တော်တို့ကငွေသားတွေလိုက်ပြီးတော့တိုင်ကိုဘလောက်ဆိုပြီးတော့ပေါ့နော်သူထိတိရရောက်လေးရအောင်ကုညီဖို့အတွက်ကျွန်တော်တို့ကိုကငွေသားအဲ့လိုကောက်ခံပြီးတော့ဒီလိုပါခွင့်စင်အဲ့လိုကောက်ခံနေရပါခင်ဗျာဟုတ်ပြောလို့ရှိရင်အရန်လေးပြောရတယ်သူတို့ကိုတွေးပြီးတော့သူတို့အတွက်လည်းစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်သူတို့ဘလောက်တော့ trauma နဲ့ သူတို့ဘယ်လိုစိတ်နဲ့ပေါ့နော်ထူထပ်ပြီးတော့အပြင်ရောက်လာလဲသူတို့စိတ်ထဲမှာပျော်ရွှင်မှာလဲမဟုတ်တလို့သူတို့စိတ်ထဲမှာထိခိုက်တဲ့ရာလေးအများကြီးရနေပါလေပြီးတော့နောက်တစ်ခုကကိုချင်းစာတရားပေါ့နော်ငါသာသူ့နေရာမှာရောက်သွားခဲ့လို့ရှိရင်ငါတော့ဆိုရင်ရောခုစီပြထွက်လာခဲ့ရင်တော့ငါဘယ်လောက်ခံစားရမလဲပေါ့နော်ကိုရီတောင်မှခုဆိုလို့ရှိရင်အထက်မြင့်နေသွားတဲ့အခါမျိုးတွေအဲကွန်ဒိုတွေမှာနေတဲ့အခါမျိုးတွေဆိုလို့ရှိရင်ကြောက်တာလေလေကတလေကစီရင်တော့ကြောက်တာဆိုတော့ကသူတို့ရေဆိုခုထွက်လာတဲ့သူဘယ်လောက်တောင်ကြမယ်တကယ်ခံစားရပါအဲ့အဲ့လူတွေအတွက်ကိုကျွန်တော်တို့တွေရဲ့ဒီ social media influencer တွေဖြစ်ဖြစ် public figure တွေက ပဲဖြစ်ဖြစ်အများကြီးအားပေးကြပါသူတို့မကြောက်အောင်သူတို့စိတ်ထက်စိတ်ထက်မကြရအောင်သူတို့ဟောနော် ဘာမှစိတ်သက်မကြောက်ကျွန်တော်တို့ရကကိုယ်တိုင်ခွင့်စင်းပြီးတော့သွားပြီးတော့တွေးတင်ပါတယ်လို့လူထူထမ်းပေးကြပါအောင်ကျွန်တော်တို့ရဒီအတန်းဝမ်းလူတွေအကုန်လုံးလည်းကျွန်တော်ကပြောချင်ပါတယ်လို့ဟုတ်ကျွန်တော်တို့ကိုယ်တိုင်လည်းအားပေးစကားအားပေးဖို့အတွက်ရောက်ရောက်လာခဲ့ပါမယ်လို့ကျွန်တော်တို့၅ရက်နေ့ဂိုင်းရက်နေ့ကိုကျွန်တော်တို့မန်လေးကိုအရင်ဆင်းပါမယ်လို့မန်လေးကိုဆင်းပြီးမန်လေးစကိုင်းပေါ့နော်တကယ်လိုအပ်တဲ့လိုအပ်တဲ့နေရာတွေကိုကျွန်တော်ကိုယ်တိုင်ခွင့်စင်ပြီးအားပေးမယ်ကျွန်တော်အလှူငွေတွေလှူဒါန်းမယ်အစားတွေကျွန်တော်တို့ပါလာတဲ့ပေါ့နော်ဒီအကုန်လုံးလှူဒါန်းမယ်လို့ကျွန်တော်စိတ်ကူးထားပါတယ်ခင်ဗျာသွားဖို့လည်းကျွန်တော်တို့အခုအကုန်လုံးစီစဉ်ပြီးပါပြီလို့ဟုတ်ရှိနေတဲ့အချိန်မှာကတော့ အကောင်လုံးအခုချိန်မှာပြောချင်တာအတူတူကြီးကြီးခင်ခင်နေကြမယ်စီစီလုံးလုံးနဲ့ပဲအတူတူဆက်ပြီးတော့သွားကြမယ်လို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒီအာနေမြင်냐ပြောက်ဆိုတဲ့စကားတော့မှဒီဒီဟာဆိုရင်နေမြင်냐ပြောက်တော့မဟုတ်ဘူးလေ second mind လေးတုန်းကဖြစ်သွားတဲ့အရာတွေဖြစ်တဲ့အတွက်ဟာအကောင်လုံးထပ်ပြီးတော့ဟိုပြန်ပြီးတော့ပြောမယ်ဆိုရင်ဒါတော့အပြင်မှာရောက်လာတဲ့လူရောစိတ်ထဲမှာကိုယ့်ရဲ့စိတ်ချမ်းသာတွေကိုပြန်ပြီးတော့ view ဆိုင်ရမယ်လို့ပြောချင်ပါတယ်ပြီးတော့အ ုချိန်မှာစိတ်အရင်ပြန်မန်နေကြမယ်ဆိုတာသိတဲ့အတွက်ကြောင့်ခုစိတ်ကိုလည်းပြန်ပြီးချမ်းသာအောင်လို့ထိုင်လို့တည်တည်ချင်ချင်